စီစာချုပ်ကျူးပမှုအစဟာပရမဒီမိုကရေစီ အစိုးရကာလနိုင်ငံတော်သမ္မတရဲ့2016ခုနှစ်အောက်တိုဘာ18ရက်နေ့ကြေညာချက်တည်မြင်ဆောင်2017နဲ့ဒိုင်းဒန်ဒကအဖွဲ့အစည်းတွေကိုညီညာရေးဆွေးနွေးဖို့ဖိတ်ခေါ်ကြရကနေစတင်ခဲ့တာဖြစ်ပါတယ်။ပြည်ထောင်တဲ့ညီညာရေးဆွေးနွေးပွဲကြီးပြုလုပ်တဲ့ပို့တဲ့ပြည်တော်စုအစ်စ်ညီညာရေးဆွေးနွေးပွဲအဖွဲ့နိုင်ငံတော်သမ္မတဥက္ကဋ္ဌနဲ့ပါဝင်တဲ့အဖွဲ့ဝင်စတဲ့ဖို့ပါ ီလိုညီညာရေးပို့ဆောင်ရေးဘိုဟုကွန်ပဏီ UPCC ဒီရတမရာဦးဆောင်တဲ့အဖွဲ့ဝင်နန်းဆက်မျိုး92ဦးပါပြည်တော်ညီညာရေးပို့ဆောင်ရေးလုပ်ငန်းကော်ပိုရေး UPWC နဲ့မြန်မာနိုင်ငံညီညာရေးပြည်ထောင်စုလုပ်ငန်းဘူထားနဲ့ MPC တို့ကိုဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီတော့မှတော့ကချင်ပြည်နယ်လိုင်စာမှာပြုလုပ်ခဲ့တဲ့တိုင်းဒေသတက်ကအဖွဲ့စည်းရဲ့ညီလံခံကနေ2023ခုနှစ် ဝင်ပါလာနှစ်ရက်နေမှာတနင်္ဂနွေပြစ်ကအပြစ်ကရစေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCTD ကိုအဖွဲ့ဝင်73ဦးနဲ့ဖွဲ့စည်းခဲ့ပြီးအဲ့ဒီ NCTD ကိုယ်စားလှယ်များဟာ UWPC UPWC ကိုယ်စားလှယ်အဖွဲ့များနဲ့2016ခုနှစ်မတ်လ9ရက်နေ့ကနေမတ်2015ခုနှစ်မတ်လ31ရက်နေ့ထိ NC မူကြမ်းရရှိရေးအတွက် ခုနှစ်ကြိမ်ပြည့်စုံဆွေးနွေးကြပြီးတဲ့နောက်အခန်းခုနှစ်ခါအပိုက်33ပိုက်ပါသဘောတူစာချုပ်ကိုအတိပြုမူကြမ်းအဖြစ်နှစ်ဖက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီဒေါ်တိမ2015ခုနှစ်ဇွန်လ2ရက်နေ့ကနေကိုယ်နေ့ထိကျင်းပခဲ့တဲ့ကရင်ပြည်နယ်လော်ကီလာညီလာခံမှာအစိမ့်မြင့်နှိမ့်နိုင်ကုလေပွဲ SD ကိုဖော်ဝေ15ခုနဲ့ဖွဲ့စည်းခဲ့ပါတယ်။ ။ NCA ဘူချန်းအတီးပြူးချက်ရရှိပြီးတဲ့နောက်မှာတော့2015ခုနှစ်ဇူလိုင်လမှာ UPWC ကုသလေအဖွဲ့များနဲ့ EO အဖွဲ့တွေရဲ့ SC ကုသလေအဖွဲ့များဟာ MPC မှာအထမကြီးနှိမ့်နေဆွေးနွေးခဲ့ကြပါတယ်။အဲဒီစီးနှင်းဘွဲမှာ2015ခု15ခုနှစ်မတ်လမှာ EO များပြုလုပ်ခဲ့တဲ့လော်ကီတဲ့ညီလာခံက UTB UPWC နဲ့ NCDD ကိုယ်စားလှယ်များအကြားသဘောတူစာချုပ်အတည်ပြုမူကြမ်းကို အချွတ်တတ်တဲ့ဆွေးနွေးညီနဲမှုများပြုလုပ်ခဲ့ကြပါတယ်ဒီလိုအစည်းအဝေးရဲ့ပြဆိုညီနဲမှုများပြုလုပ်ပြီးတဲ့နောက်2015ခုနှစ်အောက်တိုဘာလ19ရက်နေ့မှာတော့နိုင်ငံတော်ပြစ်ခတ်တိုက်ခိုက်မှုအစည်းအဝေးသဘောတူစာချုပ်ကိုနိုင်ငံတော်သမ္မတဦးဆောင်တဲ့အဖွဲ့နဲ့ဒိုင်းဒနတကိုင်အဖွဲ့၈ဖွဲ့တို့ဟာနိုင်ငံတကာအသိတသိများရှေ့မှောက်ပါ ခန္ဓာထေဝါကလက်မှတ်ရည်တူးနိုင်ခဲ့ပါတယ်